ို့တွေအားလုံးကြောက်မချမ်းသာကြပါစေခင်ဗျာဒီနေ့တော့အမျိုးလေးရှိဖို့ကျွန်တော်တို့ဒါပါမှာတိုင်းစေစွမ်းကောင်းလေးတိုင်းယူလာပေးတာဗောနော်အမျိုးတွေအားလုံးလည်းအနာမျိုးကုသ6ပါးလေးဦး6ပါးယောဂမှန်သမျှအားလုံးပြောက်ကင်းပါစေဗောနော်အဲဒီအပင်လေးကတော့ကျွန်တော်တို့စင်နာမောင်းပင်လို့ခေါ်တယ်ဗောနော်အဲကျွန်တော်တို့ဒါမြန်မာနိုင်ငံဒါတော့ဒေတာဘက်မှာဆိုတော့တအားပေါ်ပါတယ်ဒီပင်လေးကဒီပင်လေးရဲ့အသုံးဝင်ပုံကတော့ကျွန်တော်တို့ဒါဘီဘိုးစီဘိုးဒါအခုတော်တော်များများဖြစ်နေတယ်ဒါကြောက်ကွက်ယောဂတွေမှန်သမျှ ျွန်တော်တို့ဒါတက်တာဖျောက်ကင်းနေပေါ့နော်ကဲဘလို့သုံးဆွဲရလဲဆိုတာကျွန်တော်တို့ဗီဒီယိုလေးကြည့်လာနော်မျိုးတွေအားလုံးအဲဖျောက်ကင်းနိုင်ပါစေလို့အဲဆုတောင်းပေးပါရနော်ကျွန်တော်လည်းဒါဘလို့ဝဲဖြစ်ဖြစ်တခြားဗီဒီယိုတင်မဲ့စားအဲဒီဗီဒီယိုလေးကိုပဲနော်အဲသူများအခုခံစားနေရတဲ့သူအဲယောဂတဝက်အပြောက်ဖျောက်ကင်းသွားတယ်ဆိုရင်ပဲဒါကိုယ့်အတွက်ကုသိုလ်ရတယ်ပေါ့နော်အဲဒါကြောင့်မို့လို့အဲဒီစင်းဒီ စင်းနီကောင်းလေးတွေပဲအဲတင်ပေးမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တာပေါ့နော်အဲကြောင့်ဝင်မျိုးတွေအားလုံးလည်းကျမ်းမချမ်းသာကြပါစေနော်နောက်မျိုး96ပါယောဂတယ်ခေါက်ပျောက်ကင်းနိုင်ပါစေပေါ့နော်အဲကြောင့်လူဗီဒီယိုလေးကြည့်လိုက်နော်အားလုံးပဲမင်္ဂလာပါခင်ဗျာအခုတကမစ်ဆွေတို့ကိုအနာရောင်တင်းတာတွေမြေကြီးယူပြီးတော့မှမြခွင်ရောင်လာတွေဘီပိုးစီပိုးယောဂတွေကြောက်ကယောဂတွေစတဲ့ယောဂတွေမှာအသုံးပြုလို့ရနိုင်တယ်ဆင်နမောင်းပင်နဲ့ မိတ်ဆက်ပေးကြပါတယ်အခုမိတ်ဆွေတို့မြင်ရတဲ့အပင်ကိုဆင်နမောင်းကြီးပင်လို့ခေါ်ပါတယ်ဆင်နမောင်းဝင်မှာဆင်နမောင်းကြီးဆင်နမောင်းလေးဆိုပြီးရှိတဲ့နဲ့မှာအခုမိတ်ဆွေတို့မြင်ရတဲ့ဆေးပင်ကိုဆင်နမောင်းကြီးပင်လို့ခေါ်ပါတယ်ဒီဆင်နမောင်းပင်ကိုကျွန်တော်တို့ကြံပါရဲ့အတွက်အသုံးချတတ်မယ်ဆိုရင်များစွာကြိုးရှိပါတယ်ကျွန်တော်တို့ကြံပါရဲ့အတွက်ဘလို့အသုံးချရမလဲဘလို့အသုံးချနိုင်တယ်လဲဆိုတာကိုအရှင်နာကသိန်းပုံပြဆေးအပိတံပထမအတွဲစာမျက်နှာ 294နဲ့ငါတို့မှာရေးသားထားတာကိုမစ္စတော်ပြန်လည်းမျှဝေပေးကြပါတယ်အဲ့ဒီထဲမှာရေးသားထားတာကတော့ဒီစင်နမောင်းကြီးပင်ကသူ့ရဲ့အရာသားနဲ့အချိုးသွားကခါတော်အရာသားရှိတဲ့ဂုံနဲ့စွန့်ရီကိုဆက်လက်ပြီးမှနောက်ရမယ်ဆိုရင်တွန့်ရှုပ်စီတတ်၏တဲ့ပြင်းထန်သောအဖျားကိုပျောက်ကင်းစီတတ်၏နာကျင်ကခဲခြင်းကိုပျောက်ကင်းစီ၏ အနာကိုတုတ်တင်တတ်၏အတနုကိုတက်စေ၏လို့ရေးသားထားပါတယ်ဒီစင်နမောင်းကြီးပင်ကိုကျွန်တော်တို့ယောဂလိုက်ဘလို့အသုံးပြုလို့ရတယ်ဆိုရင်မိတ်ဆွေတို့အနာတွေတင်းရောင်နေတယ်ဆိုပါကဒီစင်နမောင်းကြီးအရွက်ကျဲပါတီစီပီမယ်ဆိုရင်အနာတင်းရောက်တာတွေကိုလင်းမြန်စွာရော့စီတယ်လို့ဆိုပါတယ်မစ်ဆူတို့မျက်ရည်ယူစီပြီးတော့မှမျက်ခွန်တွေရောင်နေတယ်ဆိုပါကအ ဒီဆနမောင်ကြီးရဲ့အရွက်ကြီးကိုလိမ့်ပေးမယ်ဆိုပါကလေးများစွာပျောက်ကင်းစေတယ်လို့ဆိုပါတယ်။မဆွေတို့ကိုလိုင်းပေါ်မှာကြောက်ကယောဂါတွေပျောက်တယ်၊ဘီဖိုစီဖိုတွေပျောက်တယ်ဆိုပြီးတော့မှအကျယ်သဝတ်နေရေးသားကြတာကိုမဆွေတို့အပြန်လည်းမျှဝေပေးကြပါတယ်။ Facebook ပေါ်မှာဒီဆနမောင်ကြီးကိုဆေးဘက်မှာကြောက်ကယောဂါနဲ့ပတ်သက်ပြီးတော့မှတကယ်လက်တွေ့ပျောက်ခဲ့တယ်။ ဘီဖိုးစီဖိုးတွေကိုလည်းပျောက်တယ်စီဂျိုယောဂါကိုလည်းထိန်းနိုင်တယ်ဆိုပြီးတော့မှအကျေတဝက်ရေးသားကြတာကိုမစ်ဆွေတို့ Facebook ပေါ်မှာလည်းစင်နမောင်းကြီးပင်ဆိုပြီးတော့မှရက်ပြီးရင်ရှာပြီးတော့မှဖတ်နိုင်ပါတယ်အဲ့ဒီထဲမှာရေးသားကြတာတော့ဒီစင်နမောင်းကြီးပင်ကို လင်းကားပင်လောက်ကိုနှုတ်နှုတ်ပြီးရေစေးတန့်စင်ပြီးတော့မှမြေအိုးအတက်လေးတဲကိုထည့်ပြီးတော့မှသုံးခွတ်တစ်ခွတ်တင်ကြအောင်ကြိုရပါမယ် အဲ့ဒီထဲကိုကိုကအခားမနိုင်ဘူးဆိုရင်တညက်၄လုံးလောက်လေးထည့်ပြီးတော့မှရောပြီးတော့မှကြိုလို့လည်းရပါတယ်အဲ့လိုကြိုလို့ရလာတဲ့ဆေးရည်ကိုပူပူနွေးနွေးလေးဖြစ်တဲ့အထိမိဖို့ပေါ်တဲ့ခြာပြီးတော့မှအေးခံရပါမယ်အဲ့လိုပူပူနွေးနွေးလေးဖြစ်လာတဲ့အခါကျရင်တင့်တော်ယုံတောက်ပေးမယ်ဆိုပါကစီဂျိုယောကလည်းထိန်းတယ်လို့ဆိုကြပါတယ်ကြောက်ကတ် အယောဂကိုလည်းကောင်းစီတယ်လို့ဆိုပါတယ်ဘီဘောစီပူယောဂမျိုးကိုလည်းပျောက်ခွင်းစေနိုင်တယ်လို့အကျယ်တဝန်းညီးသားကြပါတယ်တချို့သော သူတွေကတော့အသေးကိုထိခိုက်နိုင်တယ်အဒါကြောင့်တင့်တော်တယ်လို့ပဲတင့်တော်တဲ့အချင်းဆန်းတွေပဲတောက်ကြပါလို့လည်းတတိပေးတာတွေလည်းတွေ့ရပါတယ်ဒါကြောင့်မစ္စတိုဒီနာမှာဒီစင်နမောင်းမင်းလေးများရှိခဲ့မယ်ဆိုရင်အခုကျွန်တော်ပြန်လည်းမျှဝေပြီးတဲ့ဆင်းဒီလေးအတိုင်းညံကိုအတုံးချပြီးတော့မှတန်ဆေးလွန်ပြီး ညာညာလည်းမတုံမေးစီရန်မှန်မှန်ကန်ကန်တင့်တော်ယုံလေးအတုံးပြူကြပါအတုံးပြူနိုင်ကြပါစေလို့အကြံပြုရင်းနဲ့မိတ်ဆွေတို့ညမဆေးဝစီနီတွေကိုစိတ်ဝင်စားတဲ့ညမဆေးဝစီမြစ်တွေကိုဝေယျခြင်းနဲ့ဆိုရင်ကျွန်တော်ထံညမဆေးဝစီမြစ်ပုံများများစွာဆက်သွယ်မှာဝေယျလို့ရပါတယ်ဝေယျရမယ့်လိပ်စာတော့ဖုန်း39 656 999ကတော့လကောင်း39 69 999 836လေးကတော့လကောင်း တတရဲ့ချက်ပေါက်ကနေတော့လကောက်ဘိုင်ဘာဖြစ်တော့လကောက် Facebook မှာဆိုရင်မြန်မာစီးဥစီးမျိုးများဆိုတဲ့ Facebook page ရဲ့ချက်ပေါက်ကနေတော့လကောက်မြန်မာစီးဥစီးမျိုးပေါ့များများစွာစစ်တမ်းမှာဝယ်ယူလို့ရပါတယ်ခင်ဗျာအာကျွန်တော်တို့စင်နမောင်းပင်ဆိုရင်တော့ဒါကျွန်တော်တို့မြန်မာနိုင်ငံမှာတအားအောင်မှာပေါ်တယ်ဗောနော်ဘယ်နေရာဘယ်လေသားဖြစ်ဖြစ်ကျွန်တော်ဒီစင်နမောင်းပင်ကတော့တော်တော်လေးမှာပေါ်တယ်ဗောနော်ကျွန်တော်လည်းကျွန်တော်တို့လည်းငွေတော့ကဒီစင်နမောင်းစင်နမောင်းပင်ဆိုတာကျွန်တော်တို့အသုံးဝင်မယ်လို့မထင်ခဲ့ဘူးဗောနော်အခုတော့ကျွန်တော်တို့သူ့ရဲ့အသုံးဝင်ပုံက ျွန်တော်တို့အခုဒါဖြစ်နေတဲ့အတိုင်းယောဂဝေဒနာကိုဒါကျွန်တော်ပျောက်ကင်းစေတယ်ဗောနော်ကျွန်တော်မောက်ပင်ကိုကျွန်တော်တို့ဒါလင်းကားပင်တော့နှုတ်နှုတ်ပြီးမှပြုတ်အပြုတ်တကယ်လို့ကျွန်တော်တို့ကအခါမခါအောင်မမနိုင်လဲသူဆိုရင်ဒါထညာကလေးတစ်ခက်ချက်ပြီးအဲထညာကလေး9ခက်လောက်ထည့်ပြီးတော့သုံးခွက်တစ်ခွက်တင်ကျွန်တော်တတ်တာတောက်မယ်ဆိုရင်တော့ကျွန်တော်ဘီဘိုးစီဘိုးကြောက်ကတ်အစရှိသောယောဂလက္ခဏာများကိုလည်းဒါပျောက်ကင်းတယ်လို့ဒါတို့နာဆရာကြီးကပြောသွားတယ်ဗောနော်ဘယ်လိုပဲဖြစ်မျိုးလေးခံစားနေရသောယောဂဝေဒနာအနာမျိုးကိုသက်6ပါလဲ တက်တာပျောက်ကင်းပါစေလို့အဲဒီနေရာလေးကကျွန်တော်ဆုတောင်းပေးတယ်ပေါ့နော်နောက်ဗီဒီယိုဒီမှာလည်းเนาะနောက်ထပ်ကျွန်တော်တို့မြန်မာတိုင်းရင်းဆေးအစွမ်းတွေကိုထပ်ပြီးတော့ကျွန်တော်ယူဆောင်လာပေးဦးပါမယ်เนาะအမျိုးတွေအားလုံးလည်းကျမ်းမာချမ်းသာကြပါစေအားမျိုးကုသချက်ပါယောဂလည်းပျောက်ကင်းနေပါစေခင်ဗျာအားလုံးနေကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ